ပြီးခဲ့တဲ့2022ခုနှစ်ဖေဖော်ဝါရီဖြစ်စဉ်အပြီးမှာဩစတြေးလျနိုင်ငံကိုထွက်ပြေးသူ NLD ပါတီဝင်တဦးဖြစ်တဲ့တာမွေမျိုးနဲ့စီပင်ဥက္ကဋ္ဌဟောင်းဦးအောင်မျိုးလင်းတို့ဇနီးမောင်နှံမှာဇနီးကတခိုးဖြစ်နေပြီးခင်မွန်းကရိုက်နှက်လူရဲလို့ ပုံမှန်၃ခုနဲ့အမှုဖွင့်ခံထားရတယ်လို့သိရတယ်လို့ကျူးလွန်သူလင်မယားမှာခင်မွန်ဖြစ်တဲ့ဥအောင်မျိုးလင်းကလည်းဝန်ခံထားတာကိုတွေ့ရပါတယ်။ဒီဖြစ်စဉ်မှာဩစတြေးလျနိုင်ငံမဲဘုံမျိုးဝါယာဘီမှာရှိတဲ့ကချင်ကုံစုံဆိုင်တဆိုင်ကဆိုင်ရှင်အမျိုးသမီးကိုငရုတ်ကျပွေနဲ့ရိုက်နှက်လူရက်သွားသူ NLD ပါတီဝင်ရန်ကုန်တိုင်းတာမွေမျိုးနဲ့စီပင်တာယာရေးကော်မတီဥက္ကဋ္ဌတာဝန်ထမ်းဆောင်မှုသူဥအောင်မျိုးလင်းကိုပုံမှန်၃ခုနဲ့အမှုဖွင့်တိုင်ကြားထားတယ်လို့သိရပြီး ပြီးခဲ့တဲ့ဇွန်လ17ရက်နေ့ကကျူးလွန်သူဦးအောင်မျိုးလင်းဟာဆိုင်အတွင်မတင်ကပွဲနှကောင်းစီနေကာမျက်မှန်တွေတက်ဆင်ပြီးဈေးလာဝဲချင်းငွေရှင်းကဏ္ဍီမထင်မဖဲငရုတ်ကျပွေနဲ့ရိုက်နှက်ပြီးတော့ကောင်တာထဲကငွေရှာဖွေတာတွေလှုပ်ဆောင်နေတယ်လို့ရိုက်နှက်ခံရတဲ့ဆိုင်ရှင်ကချင်အမျိုးသမီးကမြစ်ကြီးနားသတင်းချန်နယ်ကိုပြောတဲ့အကြောင်းမြစ်ကြီးနားသတင်းချန်နယ်ကဖော်ပြလာတာဖြစ်ပါတယ် ညချင်းနာသတင်းချန်နယ်ကသတင်းဖော်ပြမှုကိုဥအောင်မျိုးလင်းရိုက်နှက်ခံထားရတဲ့ဆိုင်ရှင်အမျိုးသမီးကိုစားပတ်သက်သူကလူမှုကွန်ရက်မှာ live link ဖြည့်ရှင်းထားပြီးသူမ live မှာဥအောင်မျိုးလင်းကရိုက်နှက်လူရဲမှုကျူးလွန်တာဝန်ခံထားတာဥအောင်မျိုးလင်းရဲ့ဇနီးကဩစတြေးလျကဈေးဆိုင်တွေမှာနှစ်ပတ်ခိုးယူနေတာ CCTV မှတ်တမ်းရှိကြောင်းမှပြန်လည်ပြောဆိုထားတာကိုတွေ့ရပါတယ်မဟုတ်ဘူးကိုင်းကိုင်းရှင်သွားမလို့မဟုတ်ဘူးဆိုလို့ရှိရင်ငါဒီ live မှာငါပြောတဲ့လူငါတောင်းယူခဲ့စီးတဲ့ဖက်နဲ့ပါလာရိုင်းလည်းငါ့အောင် ငါလိမ့်စာလည်းပေးမယ်ဖုန်းနံပါတ်လည်းပန်ပေးမယ်ကွန်မန့်မှာပဲမှတ်လိုက်အမအမမဟုတ်ဖက်နဲ့ပြောတယ်ကျွန်တော်ပါလာရဲမယ်ဆိုပြီးအောက်မှာကွန်မန့်မှတ်လိုက်ဦးအောင်မျိုးလင်းဟာသူဇနီးတခိုးဖြစ်ကြောင်း သူကလူရိုက်မှုလူရဲမှုတွေနဲ့အမှုဖွင့်ခံထားရကြောင်းလက်ရှိသတင်းတွေနဲ့ပတ်သက်လို့ live link ထားတဲ့ရုပ်သံ file နှစ် file MT news ကတွေ့ရှိပေမဲ့ဒီရုပ်သံ file တွေမှာ NLD အရှိန်အဝါသုံးပြီးတော်လန်ရေးအကြောင်းတွေနဲ့ PRP ချိန်ချောက်တဲ့မလူလားအပ်တဲ့ဇကားတွေအကြောင်းထက်နေတာကနိုင်ရင်နဲ့ခြေချနေတယ်လို့သူကျူးလွန်နဲ့ကာယကရှင်အမျိုးသမီးကတော့မပြောပဲဂျားလူကပြောနေလို့ဥအောင်မျိုးလင်းကပြန်ပြီးအပြစ်တင်နေတာကိုပါတွေ့ရပါတယ်။ ကျွန်တော်တာဝန်ကိုကျေကျေပွန်ပွန်ထမ်းဆောင်ခဲ့တယ်။ရိုးရိုးသားသားနဲ့အမှန်တရားဘက်ကပဲကျွန်တော်ရက်တည်ပြီးထမ်းဆောင်ခဲ့တယ်။စင်မတရားရေးကော်မတီဥက္ကဋ္ဌတာဝန်ကျွန်တော်ထမ်းဆောင်တော့လဲဒီလိုပဲ။တည်သူအကျိုးကိုပဲကျွန်တော်တို့ရက်ပြီးတော့ကျွန်တော်တို့တာဝန်ထမ်းဆောင်ခဲ့တယ်။ဒီလူကမိဒီလူကအဖကျွန်တော်တို့ဒီစိတ်နဲ့ဒီနေ့ဒီလိုအချိန်မျိုးမှာဒီ Facebook ကမ္ဘာနေတဲ့မှာ အားကြတယ်ရှိတာတွေကပါတီဝင်တယောက်ဖြစ်ပြီးတော့ပြည်သူပေးရတဲ့တာဝန်ကိုယူဆပြီးတော့ပြည်သူတယောက်ကကိုယ်နိုင်ငံသားအချင်းချင်းရိုက်နှက်လူရပြီးတော့အမျိုးသမီးတယောက်ကိုရိုက်နှက်လူရပြီးတော့ဒီလိုတ냐ခုကျွလွန်သွားတယ်နောက်တစ်ချက်ကကျွန်တော်ရဲ့အမျိုးသမီးကိုလည်းတခုမှတခုမှဆိုပြီးတော့ဆွဆွဲပြီးတော့တဒဇက်ကို ကျွန်တော်တို့ကိုဒီလိုဆွက်ချက်တွေတင်ထားတာရှိပါတယ်အဲ့ဒီနေရာမှာတချို့ကကျွန်တော်ကိုပြောကြပါမယ်ခင်ဗျားဘာလို့ချစ်ဖြစ်ခြင်းမှာထမရှင်းတာလဲဒီအကြောင်းလေးကိုကျွန်တော်ပမာဏကျွန်တော်ပြောကြရမှာကျွန်တော်တို့စီမံခန့်ခွဲရေးကိုကျွန်တော်လုပ်ခဲ့အချိန်မှာတချို့သောပြဿနာတွေကလက်တလုံးချက်ချင်းဖြစ်ရှင်းမှုပြဿနာဒါအပြင်ဦးအောင်မျိုးလင်းကလူမှုကွန်ရက်မှာ အမရေဒီနေ့ငွေပဲဈေးပေါက်လဲကျွန်တော်မေးလိုက်တယ်။အမကလည်းကောင်တာမှာကျွန်တော်တို့အရင်ကငွေလွှဲရင်လဲသူ့စီကလွှဲဘူးတဲ့အကျင့်တွေလည်းရှိတယ်။ဒီနေ့2850ဆိုတော့ကျွန်တော်တော်တော်တွေဝေသွားတယ်စိတ်ညစ်သွားတယ်ဖိုတည့်ရနေ့ရက်ကပဲငွေတွေအထဲကိုလှမ်းပို့တဲ့အခါကျတော့တသိန်း900တောင်းလို့2သိန်းတွေရတဲ့အခါကျတော့ငွေတွေကတော်တော်ဟနေတယ်ကျွန်တော်စိတ်ထဲမှာအများကြီး shock ရိုက်နေပြီအများကြီး꽈သွားတာကိုဒေါ်လာကို900လောက်꽈သွားတာကို ကျွန်တော်ကငပိတော်မှုရှိလားမေးတော့ရှာပေးတယ်တွေ့ပြီလို့ပြောရင်လည်းကျွန်တော်နားထဲမှာကြားလိုက်တယ်သူကကျွန်တော်ကိုမအေနဲ့ကင်တုတ်ပြီးဆဲလိုက်တာကြားလိုက်တဲ့အချိန်မှာကျွန်တော်ခေါင်းတစ်ပိုင်းကြီးသွားပြီးဒေါသအရန်ထွက်သွားတယ်အဲ့ဒီဆဲတံကိုကြားလိုက်တဲ့အချိန်မှာအဲ့ဒီနားမှာပဲနီနီလေးဒဲအိုးရီရောဘာရီရောရှိတဲ့နေရာကနေကျွန်တော်အရာဝတ္ထုတစ်ခုကိုကောက်ပြီးထုလိုက်မိတယ်လို့ဦးအောင်မျိုးလင်းကဖြေရှင်းထားတယ်လို့မြကြီးနာဂျာနယ်ကရေးထားပေးမယ် ဦးအောင်မျိုးလင်းရဲ့အကောင့်မှာတော့ MT News ကမတွေ့ရှိရပဲဖြစ်ပွားမှုပုံစံအရတော့အဲ့ဒီ post ကိုဖျက်သွားတဲ့အခြေအနေလို့ယူဆရပါတယ်။ ျူးလွန်ခံရတဲ့ဆိုင်ရှင်အမျိုးသမီးကတော့အဲ့ဒီနေ့ကငွေစည်းမေးတာမရှိခဲ့သလိုဆဲဆိုတာပါမရှိခဲ့ဘူးလို့ပြန်လည်ဖြေရှင်းထားသလိုလက်ရှိအချိန်ကျူးလွန်သူဦးအောင်မျိုးမင်းကိုဓမြတိုင်လူရိုက်မှုငွေကြေးလိမ်လည်မှုအပြင်ခိုးမှုတို့နဲ့ရဲစခန်းမှာအမှုဖွင့်တိုင်ကြားထားပြီးရဲဘက်က DNA လက်ဝေးရာတွေကိုစုံစမ်းစစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့မြစ်ကြီးနားသတင်းချန်နယ်ကဆိုပါတယ်။